အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and life ရ breaking news ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်အဲဒီနေ့ breaking news ကတော့ manchester united ရဲ့ breaking news ပေါ့နော် လက်ရှိမှာတော့ကျွန်တော် Manchester United ကွင်းလေကစားသမားလေး Kobe Mainu ကို Manchester United အသင်းနဲ့စာချုပ်အသစ်တူဖို့အတွက်ပြင်ဆင်နေတာသိကြပြီးသားဖြစ်လိမ့်မယ်။လက်ရှိမှာတော့ကျွန်တော် Ahmed Diallo ရဲ့စာချုပ်အသစ်ပြီးရဲ့နောက်ပိုင်းမှာ Kobe Mainu ရဲ့ဒါကျွန်တော်စာချုပ်အသစ်က priority ကျပြီးလက်ရှိမှာဒါလူငယ်လေးနှစ်ယောက်ဖြစ်တဲ့ Alejandro Garnacho နဲ့ Kobe Mainu ရဲ့စာချုပ်တွေကလက်ရှိမှာ United အသင်းရဲ့လက်ရှိမှာအခရာချနေလို့ပြောလို့ရရတယ်မှာပါတယ်။ဒီမှာ United အသင်းရဲ့စာချုပ်အသစ်ချိုးရခြင်းအဓိကကြောင်းအရာကနှစ်ခုရှိတယ်။ပထမဆုံးတစ်ခုကဒါအသင်းမှာရရှိဒီကစားသမားကိုကစားသမားနှစ်ယောက်ကိုစတားခြင်းနဲ့နောက်တစ်ခုကအကယ်၍သာရောင်း ဖြစ်ခဲ့မယ်ဆိုစာရုပ်သစ်ချုပ်ထားတဲ့အတွက်ကြောင့်ဒီကစားသမားရဲ့ဒါကျွန်တော်တို့အပြောင်းအရွှေ့မှာဈေးမများနဲ့ရနိုင်မယ်လို့သူတို့ကိုသူတို့ယုံကြည်ထားရတယ်မှာပါတယ်။ဒါတတိယတစ်ခုကတော့လက်ရှိမှာ United အသင်းနဲ့ကစားသမားတွေကိုဒါလက်စားမများနဲ့ဒါကျွန်တော်တို့ ရောဝလုတ်ပေးကြတယ်ပေါ့နော်အဲ့တော့ breaking news ကတော့ဖြေကရှင်းပါလက်ရှိမှာ Manchester United နောက်ဆုံးကမ်းလှမ်းခဲ့တဲ့စာချုပ်ကတော့ COVID-19 ဘက်ကနေပြီးညှင်းပယ်ချခဲ့တယ်လို့ကြားသိရတဲ့မှာပါပါတယ်အဲ့တော့လက်ရှိမှာအဖြေကတော့ကြားလက Manchester United အသင်ကမ်းလှမ်းတဲ့စာချုပ်စာတမ်းကိုမကြိုက်ဘူးဆိုတာထက်သူ့အနေနဲ့ COVID-19 နဲ့သူ့ဥရောပဒါတခြားသောနိုင်ငံမှာသွားကစားပြပမှာထွက်ကစားကြည့်ခြင်းတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဒီစာချုပ်ကိုညှင်းပယ်ခဲ့တယ်လို့ကြားသိရတယ်မှာပါအဲ့တော့ဒီနေ့ဗီဒီယိုကျွန်တော်နှစ်ပိုင်းတင်ဆက်ခြင်းနဲ့ဒါ COVID-19 တို့အကြောင်းပြောပြီးတော့ဒါကျွန်တော်လက်ရှိမှာ Ruben Amorim က Manchester United အသင်တို့ ཕྱིག ཏུ ဟိုအာဆန်နဲ့ပွဲစမှာဆန္ဒပြတော့သဘောကျတဲ့အကြောင်းကျတော့တသက်လေးနှစ်ပုတ်ပြောချင်အဲ့တော့ဒီဗီဒီယိုတစ်ခုထဲမှာဒါနှစ်ခုလုံးကြည့်လို့ရတာတသက်ဗီဒီယိုနှစ်ပုတ်လည်းမထုတ်တော့ဘူးနော်ယူနိုက်တက်အကြောင်းမှာနှစ်ပုတ်မထုတ်တော့ဘူးလက်ရှိမှာဒါကြောင့်ဒီလိုနှစ်ပုတ်ကိုဒါတင်ဆက်မှာပြောအဲ့ပထမဆုံးအကြောင်းကျတော့ကိုဗီမိုင်းနူအကြောင်းပြောကိုဗီမိုင်းနူအနေနဲ့အခုလက်ရှိမှာဒါမန်ချက်စတာယူနိုက်တက်အသင်းရဲ့စာချုပ်ကိုညှင်းပယ်လိုက်တယ်အဓိကကတော့သူအနေနဲ့သူ့ရဲ့လက်ရှိခြေစွမ်းရသူဒီပြပထွက်ကစားဖို့လုံလောက်တဲ့ခြေစွမ်းတစ်ခုလို့သူနေယူဆတယ်လက်ရှိမှာဒါပြပထွက်ကစားမယ်ဆိုတဲ့စကားလုံးနောက်မှာကိုဗီမိုင်းနူလိုလက်ရှိပုံစံမျိုးကိုဒါစိတ်ဝင်စားတဲ့ကလပ်တွေကအများကြီးရှိတယ်ဒီမှာပါတယ်အီတလီစီးရီးမှာ ာအသင်းကြီးတွေမှာပါတယ်လက်ရှိမှာဒါကျွန်တော်ကိုယူမိုင်းနူကိုဒါစိတ်ဝင်စားတဲ့ကလပ်တွေတဲမှာဘိုင်ယန်မြူးနစ်အသင်းတောင်ပါသေးတယ်လို့ကြားသိရတယ်မှာပါတယ်လက်ရှိမှာဒါပီရင်းနဲ့မှာဆိုတော့ Chelsea ကကိုယူမိုင်းနူကိုခေါ်ယူခြင်းတဲမှာပါတယ်အဲ့တော့လက်ရှိမှာကိုယူမိုင်းနူကိုလက်ရှိမှာ Manchester United အသင်းနဲ့လာမယ့်နေရာဒီမှာရောင်းချမယ်ဆိုရင်တော့မှ ယူရိုတန်း80ပေါင်80နဲ့အဲ့ဆိုပေါင်တန်း80ယူရိုတန်း85တန်းလောက်နီနီကိုအခုလက်ရှိမှာသူတို့အနေနဲ့ဈေးသတ်မှတ်ထားတယ်လို့ပြောလို့ရမယ်ဒီမှာပါတယ်ဒါပေမဲ့ United အသင်းကလည်းရှိမှာရောင်းနေဆိုရတဲ့သူတို့အနေနဲ့ Kobe Mainu ကိုအသင်းမှာဆက်ထားခြင်းနဲ့ရောင်းမယ်ဆိုတော့သူတို့အနေနဲ့ Kobe Mainu ဒီဇိုင်း Alejandro Garnacho ကိုပို့ပြီးတော့ number 1 priority နည်းနည်းသူ့နည်းပို့ပြီးရောင်းခြင်းနဲ့ဒီမှာပါတယ်ကိုဘီမိုင်းနူကလက်ရှိမှာ number 1 priority နည်းရောင်းနေတယ်မှာပါတယ်ဘောနော်အဲ့တော့ ရတဲ့တဲ့နဲ့ဒီကစားသမားကိုရောင်းမယ်ဆိုရင် pure profit ပုံစံမျိုးရမယ်တော့ကြောင့်ဒါအကောင့်ဘက်ကပြန်ကြည့်မယ်ဆိုတော့မဆိုးဘူးဒါပေမဲ့အဆိုးဘက်ကပြန်ကြည့်မယ်ဆိုရင်တော့ United အသင်းနေနဲ့ကိုယ်မိုင်းလူကို social ရတာတော့တော်တော်လေးကိုကြီးမားတဲ့ social မှုဖြစ်မယ်လို့ပြောလို့ရတယ်တော့ပါတယ် United အသင်းနဲ့အခုလက်ရှိမှာကိုယ်မိုင်းလူရတဲ့လာစာထက်စားပြီးတော့ပို့ပြီးတော့မြင့်တဲ့တော်တော်လေးကိုတပတ်လောက်ကလာစာသသိန်းကျော်လောက်နီးနီးကိုဒါကျွန်တော်လက်ရှိမှာအာမက်ဒီယာလို့ရနေတဲ့လာစာနီးနီးကို United ဘက်ကကန့်လှမ်းခဲ့တယ်ဒါပေမဲ့လက်ရှိမှာကိုယ်မိုင်းလူကညှင်းပယ်ခဲ့တာ United ရဲ့လက်ခလာစာဘာညာစုတာထက် သူ့အနေနဲ့ဒါပြိပထွက်ခွာခြင်းတဲ့အတွက်ကြောင့်မသူ့နဲ့ညင်းပေတယ်ဒါပေမဲ့ရီရတာအဲ့သတင်းထွက်လာပြီးနောက်ပိုင်းမှာကပ်ပါလာခဲ့တဲ့သတင်းတစ်ခုက United အသင်းနဲ့အကေကိုမိုင်းလူကဒါအသင်းမှာဆွဲထားခြင်းနဲ့ဆိုရင်တော့ဒီတက်ပို့ပြီးတော့မြင်မားရဲ့လာစားတစ်ခုနဲ့ကန်းလှမ်းမယ်ဆိုရင်တော့ဖြစ်လာနိုင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ကပ်လာခဲ့တယ်အဲ့တော့ပြောချင်တာကိုမိုင်းလူကပတ်စံလူချင်တာလားမလူချင်တာလားမသိဘူးခုနကပြောကောလာဟာလာရဲ့ဒီတက်ပို့ပြီးကောင်းတဲ့စာချုပ်တစ်ခုနဲ့ကန်းလှမ်းလာမယ်ဆိုရင်တော့ ကိုယ်မိုင်းသူကလက်ခံသွားမယ်လို့ပြောတယ်တစ်ဖက်ကကျတော့ United ရဲ့စာချုပ်နဲ့မဆိုင်ဘူးသူလည်းပြပကပြပမှာထွက်ကစားဖို့လိုချင်တယ်ဆိုတဲ့ပုံစံမျိုးကြားနေတယ်မှာအဲ့တော့ဒီနှစ်ခုကတော်တော်ကြီးကိုကွဲနေတဲ့ transition သွားနေအဲ့တော့ဒုတိယတစ်ခုဆိုရင်တော့ကိုယ်မိုင်းသူကငွေလိုချင်တယ် United အသင်းနဲ့ငွေပူပေးဆိုတဲ့ပုံစံမျိုးပူပေါက်တယ်ပထမတစ်ခုကခုနကပဲငွေနဲ့မဆိုင်ဘူးငါခုနကပဲငါရဲ့ချီဇွဲရလက်ရှိမှာပြပမှာဥရောပမှာ experience ထွက်ယူချင်တယ်လက်ရှိမှာငါခုနကဘယ်လိုပဲလဲဟို Tomini တို့ဘာတို့အားကြတော့ကြောင့်ငါအနေနဲ့သွားစီနေတယ်ပေါ့နော်အဲ့တော့ ဒီနေရာဒီနှစ်ခုမှာဟိုနကပြောဆိုဘယ်ဟာပူမှန်မလဲလက်ရှိမှာဒါတီးရတော့တီးရတွေရပထမတစ်ခုကပူမှန်တယ်လို့ကြားသေးရတယ်မှာပါတယ် United အသင်းမှာဒါငွေကြေးကြောင့်မဟုတ်ဘဲနဲ့ပြီးပါထွက်ကစားပြီးသူ့အနေနဲ့ experience ရပူလူခြင်းတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဒါ sorry အဓိကလက်ရှိမှာကိုယ်မိုင်းနူကိုစိတ်ဝင်စားနေတဲ့ဒါ ကလကြီးအသိကြီးတော်များရှိတယ်။ဘိုင်မြူနစ်ကလက်ရှိမှာကွင်းလယ်ပိုင်းမှာဒါကျွန်တော်လူငယ်တွေနဲ့ဒါကျွန်တော်ဖွဲ့စည်းထားတဲ့ကွင်းလယ်ကိုသူတို့နဲ့စိတ်ဝင်စားတယ်။မူစီယဲလာကိုပူပူလောလောဆာအုပ်ချုပ်ထားတဲ့လက်ရှိမှာပေါ်ဗိုဗစ်ရှိတယ်။ကိမစ်ကိုလည်းဆာအုပ်သွေးချုပ်ဖို့အတွက်ပြင်ဆင်နေတယ်။ကိမစ်ကလူငယ်မှုဘုံနဲ့လက်ရှိမှာဒါကျွန်တော်ပြောသေးတယ်။လက်ရှိမှာကိုဘီမိုင်းတို့ပေါ်ဗိုဗစ်ဒါကျွန်တော်တို့မူစီယဲလာဆိုတဲ့ဒါကွင်းလယ်ပုံစံမျိုးကိုဒါဘိုင်မြူနစ်ကသွားခြင်းတယ်။စီယက်ဘိုင်ယံပြောပုံရဆိုတော့ဒါကျွန်တော်မိုင်းကိုဘီမိုင်းတို့ကဒါမန်ချက်စတာယူနိုက်တက်အသင်းနဲ့ဒါအဆင်မပြေဖြစ်ခဲ့မယ်ဆိုတော့ဘိုင်မြူနစ်အသင်းနဲ့ readily offer လုပ်ဖို့အတွက်ပြင်ဆင်နေတယ်လို့ကြားသိရတယ်မှာပါတယ်။ဒါပေမဲ့ကျွန်တော်လက်ရှိမှာဘိုင်မြူနစ်အသင်းနဲ့ ပရီးမီးယားလိဂ်ကကစားသမားတော်တော်များများကိုလာမဲ့နေရာဒီမှာထပ်ပြီးတော့ခေါ်အုံးမယ်လို့ကြားသိရတယ်မှာပါလက်ရှိမှာဒါဆွန်ဟောင်းမင်းကိုတော့မှပရီးမီးယားလိဂ်မှာဒါကျွန်တော်တို့လာဟိုလာမဲ့နေရာဒီမှာဒါကျွန်တော်တို့အာဘိုင်မြူနစ်နဲ့ခေါ်သွားဖို့အတွက်ပြင်ဆင်လာရဲဆိုတဲ့တဲ့ရင်းထွက်ပေါ်အဲ့တော့ကိုယ်မိုင်းတို့ကိုဒါကျွန်တော်တို့ဘိုင်မြူနစ်အပြင်ကိုဒါကျွန်တော်တို့လာလီဂါမှာဒါရီယယ်မက်ဒရစ်ဆိုင်ဘာစလိုနာအသင်းကစိတ်ဝင်စားတယ်ဘာစလိုနာအသင်းနဲ့လက်ရှိလာမဲ့နေရာဒီမှာကေဗယ်ဟိုဖရန်ကီဒီဂျောင်းကိုဒါအသင်းမှာဆက်ဆက် တိုးနိုင်ခဲ့ဘူးဆိုရင်တော့ကိုဘီမိုင်းသူကိုခေါ်မယ်ခေါ်ပြတာကျွန်တော်ကွင်းလယ်ဘက်မှာတည်တဲ့အတိုင်းပဲတကယ်ကိုကစားတို့ဒါကျွန်တော်တို့ဖာမင်းလိုပက်စ်ကိုဘီမိုင်းသူဒီလိုမျိုးကစားသမိုင်းနဲ့တူပွဲထုတ်ဖို့တော့ပြင်ဆင်လာခဲ့တယ်ပေါ့အဲ့တော့ပြောချင်တာကလား United အသင်းနေနဲ့ကိုဘီမိုင်းသူကိုမဆုံးရှုံးခြင်း သူတို့နဲ့ရောင်းမယ်ဆိုရင်တော့မှပေါက်သက်90ရောင်းတာမှန်တာမဲ့ United အသင်းက Kobe Mainu ကိုအသင်းမှာဆက်ရှိစေခြင်းနဲ့အလာဟန်ဒိုကာနာဂျိုတက်ဆိုင် Kobe Mainu ကိုအသင်းမှာဒါ United အသင်းနေနဲ့ United Star Point နေနဲ့ပူပြီးမြင်တဲ့နေရာမှာပါလာတယ်အဲ့တော့ United အသင်းနဲ့လက်ရှိမှာဒါကျွန်တော် Kobe Mainu ကိုဘယ်လိုဆက်ပြီး handle လုပ်မလဲတော်တော်လေးကိုစိတ်ဝင်စားဖို့တော့ကောင်းနေဆိုတော့အမှန်ပဲ ဒါပေမဲ့ကျွန်တော်လက်ရှိမှာနောက်တဲ့သတင်းတစ်ခုဒီညမှာဆက်ဆက်ပြီးပြောခြင်းနဲ့ United ပြည်သက်တွေလာမဲ့တာကျွန်တော်တို့ Arsenal ပွဲစဉ်မတိုင်ခင်2နှစ်လောက်3နှစ်လောက်လို့မှာဒါ United အကွင်းသားကဒါကျွန်တော် pub ကနေပြီးတော့ United ရဲ့ဒါကျွန်တော်တို့အိမ်ဝင် Old Trafford Landshouts Chess ဟိုဆန္ဒပြမယ်ပြီးအကုန်လုံးအမဲတွေဝစ်ပြီးတော့အသင်းကဒါကျွန်တော်တည်ဆုံးနေပြီဖြစ်ကြောင်းဒါကျွန်တော်အကုန်လုံးကဒါကျွန်တော်တို့ဆန္ဒပြမယ်တယ်မှာအခုလက်ရှိကြားတော့ petition တွေကလူတစ်ထောင်နဲ့တရာကျော်ဒါကျွန်တော်ဒီဆန္ဒပြပွဲမှာပါဖို့အတွက်ဒါကျွန်တော်စာရင်းပေးထားတယ်လို့ကြားသိရတယ်မှာပါတယ်တကယ်တမ်းလုံမယ်ဆိုရင်တော့1100လောက်ရှိကြမှာရှိလိမ့်မယ်ဒါပေမဲ့အဲ့လောက်နီးနီးဒါကျွန်တော်ပေါင်း လူပေါင်း900တောင်ဒါကျွန်တော်တို့လက်ရှိမှာလာပြီးတော့စနပ်ပြဖို့အတွက်ပြင်ဆင်နေတယ်လို့ကြားသိရတယ်မှာပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါ journalist ကဒါကျွန်တော်တို့ Ruben Amorim ကိုမေးတဲ့အချိန်မှာတော့စနပ်ပြတာတော့ဘယ်လိုဘယ်လိုမျိုးသဘောမြင်လဲဘယ်လိုမျိုးဒါအမြင်ရှိတယ်။အဲ့တော့လက်ရှိမှာ Ruben Amorim ကပြတ်တယ်ဗျ။ language boundary ကဘာသာတော့မသိလက်ရှိမှာသူကစနပ်ပြတာကိုသဘောကျတယ်။လူတွေအနေနဲ့ဒါကျွန်တော်တို့သူတို့ရဲ့ဖြစ်ချင်တဲ့သူတို့ရဲ့ဖြစ်တဲ့နဲ့ဒါကျွန်တော်တို့စိတ်အပိုင်းချားကိုဒါကျွန်တော်စိတ်အနေထားကိုဒါကျွန်တော်တို့ ိအောင်ပြောပြပိုင်ခွင့်ရှိတယ်ဆိုတဲ့ပုံစံမျိုးကိုတော့ကျွန်တော်တို့ပဲအာမိုရင်းကကြိုက်တယ်ဆိုပြီးသူကသဘောကျတယ်ဆိုပြီးတော့တရားဝင်လက်ခံထားတဲ့ဒီမှာပါပါတယ်အဲ့တော့လက်ရှိမှာရူဘင်အာမိုရင်းကတော့ကျွန်တော်တို့ Indios to Osu ဒါကျွန်တော်တို့အဲဂလီဇာရုံမိသားစုကိုဒါကျွန်တော်ပြောတာမပြောတာကျွန်တော်နေနဲ့မသိပဲသူကဆန္ဒပြတာကြိုက်တယ်ဆန္ဒပြတာဘာလို့ကြိုက်လဲဆိုတော့လူတွေကသူတို့ရဲ့ခံစားချက်တွေကိုထုတ်ဖော်ပြောပိုင်ခွင့်ရှိတယ်ဒီလိုမျိုးထုတ်ဖော်ပြောရတဲ့နေရာမှာဆန္ဒပြတာတောင်းတနေရာကပါဝင်တဲ့ကြောင့်သူ့အနေနဲ့ဒီလိုမျိုးဆန္ဒပြတော့သူသဘောကျတယ်ဒါပေမဲ့လက်ရှိမှာဒီဆန္ဒပြတာကတော့သူတို့ရဲ့လက်ရှိဒါမဲ့တင်းငွေနေပွဲစဉ်ပေါ်တက်ရောက်မှုရှိမှာမဟုတ်ဘူးသူကပြော ောသွားတယ်ပြောချင်တာခုနပြောသွားပြိတ္တတွေဆန္ဒပြ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  United ကအကောင်းဆုံးကစားမှာဖြစ်တယ်ဆိုတဲ့ပုံစံမျိုးသူအနေနဲ့ပြောသွားခဲ့တာဖြစ်တယ် United တင်းနဲ့လာမဲ့လာကျွန်တော်တို့တင်းဝင်နေမှာဒါ Arsenal နဲ့ရင်ဆိုင်သွားဖို့ရှိပြီးတော့ပြိတ္တတွေဒီနေ့လာမဲ့ဒါကျွန်တော်တို့ကျွန်တော်တို့မြန်မာနိုင်ငံမှာ7နိုင်ဆိုပြီးသူတို့အနေနဲ့ဒါကျွန်တော်တို့မြန်မာစံတော်ချိန်9နိုင်ခွဲလောက်ခရေကနေပြီးတော့ဒါလူစုဝေးပြီးတော့ဒါ Manchester United အိမ်ဝင်းကိုဒါလမ်းလျှောက်ချီတက်ပြီးတော့ဆန္ဒပြကြမှာဖြစ်တယ်လို့သိရတယ်မှာပေါ့အားလုံးလည်းအမဲကြီးတွေဝေးပြီးတော့ဒါကျွန်တော်တို့လူကြီးလူငယ်မရွေးဒါကျွန်တော်ပါဝင်လို့ရနိုင်တယ်ဆိုပြီးတော့ကျွန်တော်တို့ဒါ သတင်းတွေရာတိရတဲ့နေရာမှာပါပါတယ်မိတို့ပဲစိုးစေးကမဟုတ်ဘူးလက်ရှိမှာတော့ကျွန်တော်တို့ Manchester United အသင်းကတော့ဒါကျွန်တော်တို့လက်ရှိအနေထားရဒီသတင်းတွေကတော့ဆုံးမဖြစ်ပါတယ်အကိုဘီမိုင်းတို့ကျွန်တော် Manchester United အသင်းကထွက်မထွက်ရလက်ရှိမှာဒါ European Amoring ကတော့ဆန္ဒပြတဲ့ပြည်သက်တွေကိုသဘောကျတယ်ဆိုတဲ့ပုံစံမျိုးပြောထားတဲ့နေရာမှာပါပါတယ်ဒါတော့ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလို့ဆိုတော့ပေါအောင်ကြည့်လို့ရပါတယ် ။မများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျာ။အောက်က comment တွေထဲမှာလည်း youth sport media 3.0 ਨੇ TV4 ရဲ့ link လေးတွေကိုထည့်ပေးထားကြကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။မများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျာ။မြန်မြန်ကလစ်မှမြန်မြန်နိုင်ဖြစ်ပါတယ်။အားလုံးမကြူတပါဗျာ။ကောင်းမွန်တော့ဒီနေ့ဖြစ်ပါစေ။ဆုမွန်ကောင်းတောင်းပေးနေပဲ။ကျွန်တော်တို့နောက်မှ AACC2 ကြတာပေါ့။ကျွန်တော်ကူညီပေးပါဗျာ။ဒီပါဗျာ။